အားလုံးပဲမင်္ဂလာပါ။ Flan Entertainment Channel ကနေပြန်လည်ကြိုဆိုလာပါရစေ။ဘာသာတရားအများစုကငါတို့လမ်းကစားတစ်ခုတည်းသောလမ်းလို့ပြောကြတာပါရစေ။ဒါပေမဲ့ဗုဒ္ဓဘာသာကတော့အလွန်တော်လမ်းတဲ့အရာတစ်ခုကိုလုပ်ပြခဲ့ပါရစေ။ဒါရှေးကိကပောက်တုံးလို့ချိန်ခဲ့တယ်လို့ဒီနေ့ခင်မှာကျွန်တော်တို့လိုအပ်နေတဲ့အရာလည်းဖြစ်နိုင်ပါရစေ။ကျွန်တော်နေထိုင်နေတဲ့ခေတ်ကာလမှာဘာသာတရားတိုင်းကငါတို့နောက်ကိုလိုက်မလိုက်ရင်ဖရားရဲ့ပြစ်ပေးခြင်းကိုခံရမယ်လို့ချင်ကြောင်းနေကြပါရစေ။သူကတဆူတဲ့သောဖရားရှိဖြစ်တဲ့ဆိုတာကိုလူတိုင်းကငြင်းကုန်တိုက်ခိုက်နေကြပါရစေ။ ဒီလိုချိန်မှာဒီပုဂ္ဂိုလ်ကြီးကရောက်လာပြီးသင်တို့ရဲ့ဖရားတွေကိုဆက်ကိုွယ်ကြပါဒီကျင့်စဉ်တွေကိုစံပြီးအလုပ်ပြင်းမပြစ်ကြည့်ပါလို့ပြောလာရပါတယ်အဲ့ဒါကတော့မျက်စောဖရားကိုယ်တိုင်ပါပဲဘာသာရေးခေါင်းဆောင်တွေကတော့ဖရားကိုယူနေပြီလို့ထင်ခဲ့ကြပြီးဟိုတဲ့ချင်ကက်ပုံကရန်ကိုတော်လန်လွန်းလို့ဘာသာရေးပေါ်လူတွေတွေးပုံကိုထာဝရပြောင်းလဲပြစ်ခဲ့ပါတယ်ဒီဇလန်ကိုကိုဗီဆဲလို့ရှားစရာဖြစ်နေတာကဒီချက်ပါပဲရှားဘာသာတွေကနေရန်တွေတိစောက်တော့မှဗုဒ္ဓဘာသာကဒီဇိုင်းတွေတိစောက်ခဲ့ပါတယ်ခြေခဲတရုတ်ပြည်မှာ ဗုဒ္ဓဘာသာဆရာတော်တွေကဒေသခံရွေးရဒလေးတွေကိုကြည်ပြီးတဘာဝနဲ့တားဆက်တဲ့ဖြစ်မှုဆိုင်ရာဒီနိုရဲ့ယုံကြည်ချက်တွေကပြည်ပြည်စုံနဲ့တရားထိုင်ခြင်းကဘလို့ပိုနှဆိုင်နေဆိုတာကိုပြပါမယ်လို့ပြောခဲ့ပါလေ။ဂျပန်မှာဆိုရင်ဖះအကြောင်းတစ်ကြောင်းနဲ့မှာဗုဒ္ဓဘာသာနဲ့ရှင်တို့ရွေးရဒလေးနှစ်ခုလုံးကိုကာရဝပြုနိုင်နေဖះအကြောင်းတွေဖန်တီးခဲ့ကြပါလေ။ဒီနေ့ဒီရှင်တို့ဖះတွေကိုဥညွတ်ပြီးဗုဒ္ဓဘာသာခေါလံကိုတိုင်နေအောင်မှထိုးနေတာကိုတင်တွေးနိုင်ပါလေ။ဒါပေမဲ့တကယ်စိတ်ကိုချုပ်ကိုက်နိုင်တဲ့အပိုင်းကဒါအစမကျတဲ့ဇီကွက်ရှာပွေးတသက်မဟုတ်ပါဘူး။ဧဇာဖះရဲ့ရှင်ကပုံက အစ်တိတ်ပြန်ပညာရှင်တွေခုမှစတဲ့နားလည်လာတဲ့လူသားဝန်ကြီးရေးရရင်အစွမ်းထက်တဲ့အရာတစ်ခုကိုဖွင့်ထုတ်ပေးခဲ့ပါတယ်ဗီဒီယိုရဲ့အဆုံးမှာဘလို့လောက်ဖြစ်ခဲ့တယ်လဲပြီးတော့ပိုရေးကြည့်တာကအားကြောင့်ဒီနေ့ခေတ်ကပါအတွက်ရေးပါတယ်လဲဆိုတာကိုတင်တိတိကျကျသိရပါလိမ့်မယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါကျေကအိန္ဒိယကိုစိတ်ကူးကြည့်ရင် ဘာသာရေးဆိုင်ရာစံသက်ခံတစ်ခုပါပဲ။ယာနဲ့ချီတဲ့မတူညီတဲ့ယုံကြည်ချက်တွေကနောက်လိုက်တွေအတွက်ရှင်ပြိုင်နေကြပါတယ်။ပေဒါဘာသာရေးဆရာတွေဟာခန္ဓာတွေမိမှုသောဘွဲတွေလုံးနေကြပါတယ်။အိမ်ဘာသာဝင်တွေကကိုယ့်ကိုယ်ကိုအလွန်မင်းညှဉ်းပန်းနှိပ်စက်နေတဲ့ပြင်းစင်တွေကျင်းနေကြပါတယ်။ရတနာပညာရှင်မျိုးများကဝိညာဉ်ရဲ့တဘာဝကွင့်ကြီးခုန်နေကြပါတယ်။ဒါမျက်စောပြာမူပါလာတဲ့ကဘာဖြစ်ပြီးမင်းလာတဘာအနေနဲ့ဖျားရှင်ဟာဒီရွေးရဒလေးတွေအားလုံးကိုတွေ့ကြရပါတယ်။သူတို့အားလုံးကအမှန်တရားကိုတည်တံ့ရရှိတာတယ်လို့အခိုင်အမာပြောဆိုနေကြပြီး ။အချို့ကဖျားတွေကိုနှစ်သက်စေဖို့ချုပ်တွေနဲ့ရိုးရဒလေးတွေလိုတယ်လို့ပြောကြပါဗါတယ်။အချို့ကတော့ဝင်းကြီးကိုလွတ်မြောက်စေဖို့ကိုခန္ဓာကိုနှိမ့်ဆက်ရမယ်လို့အခိုင်အမာပြောဆိုကြပါဗါတယ်။အဖွဲတိုင်းကသူတို့ရဲ့လမ်းစဉ်ဟာကတိချင်းစီတို့တခုတည်းသောလမ်းလို့ညင်ညာခဲ့ကြပါဗါတယ်။ဒါပေမဲ့မြတ်စွာဘုရားကထိဝင်စားပြက်ကောင်းတဲ့ຢာတစ်ခုကိုတည်ထားမိခဲ့ပါဗါတယ်။သူတို့ရဲ့မတူညီတဲ့ကျင့်စဉ်တွေအလုံးရှိနေပေမဲ့လူတွေကဆက်လက်ဆင်းရဲဒုက္ခရောက်နေတယ်။ငုံကန်နေစေအဖြစ်ရှာနေစေဖြစ်ပါတယ်။ဇနိဇမြင်ဖတ်တိုင်းဆရာတွေဟာ သူတို့ရဲ့ခန္ဓာတွေရိုးရ delivery နဲ့တောင်မပြောရှင်းကြပါဘူး။ဘုရားကျဉ်ဉဏ်သူတွေကသူတို့ရဲ့အစွမ်းရောက်ခြင်းစဉ်တွေရှိပေမဲ့စဉ်ရဒုက္ခခံစားနေကြရပါလေ။စာမန်လူတွေကတော့မှာရွေးနဲ့လမ်းကိုရွေးချက်မိမှကိုကြောက်ရွံ့ပြီးဆက်ချုပ်ထွေးစွာနဲ့အလဲမှာပိတ်မိနေကြပါလေ။ဒီအချိန်တွေကဘလောက်ပြင်းထန်ခဲ့တယ်ဆိုတာစဉ်းစားကြည့်ရအောင်ပါ။မှာရွေးနဲ့ဘုရားကိုရွေးချက်မိတာကဘိုးဘွားကိုသာမကပဲလူသက်ပေါင်းများစွာမိသားစုဘဝကိုပါဖျက်ပစ်နိုင်တဲ့လူအဖွဲ့ကြီးမှနေထိုင်ရတာကိုစိတ်ကိုကြည့်ရအောင်ပါ။ကိုယ်ပါတာကိုပြောင်းတာနဲ့ကိုရကောကနေကန်ထုတ်ခံရနိုင်ပါလေ။ ဝင်ကြီးရဲ့ဆရာတွေကလူတွေကိုတကယ်တမ်းကူညီပေးတာထက်အခြားယုံကြည်ချက်တွေကိုတိုက်ခိုက်ဖို့အတွက်အချိန်ပိုပေးနေကြပါတယ်။ဒါပေမဲ့ဒီနေရာမှာဇလန်ကမမျှော်လင့်ပဲအပြောင်းလဲဖြစ်သွားခဲ့ရပါတယ်။ဒီပါတိုင်းအော်ရင်ညင်ခုံပွဲတွေကိုနောက်ထပ်အတန်းတစ်ခုထည့်မဲ့စာရက်စွာဖရာကလုံးဝမတူညီတဲ့အရာတစ်ခုကိုလုပ်ခဲ့ရပါတယ်။ဒီနေ့မှာရဟန်းအဖွဲ့တစ်ဖွဲ့ကဖရာရှင်ရဲ့အဆုံးမတွေကိုချင်ခေါ်ဖို့ရောက်လာတဲ့အခါသူတို့ဟာဘဝရဲ့အကြီးမားဆုံးတုံ့လုံးမှုကိုကြုံတွေ့ခဲ့ရပါတယ်။ဒီရဟန်းတွေကပုံမှန်ပါတိုင်းညင်ခုံမှုအတွက်ဆင်းရဲဖြစ်နေကြပါတယ်။ ကျွန်တော်သိတဲ့အတိုင်းပဲငါဖေကမင်းဖေတက်ပိုကောင်းနေဆိုတဲ့ညင်ကုန်မှုမျိုးပါပဲသူတို့မှာသူတို့ရဲ့ကိုယ်ဝဲမှုစာသားတွေကိုလွတ်ကျက်ထားပြီးယတနာဆိုင်ရာညင်ကုန်မှုတွေကိုပြင်ဆင်ထားကြပါတယ်သူတို့ရုံကြီးချက်တွေကိုအတန်းနဲ့လဲကောက်ဝဲဖို့ပြင်ဆင်ထားကြပါတယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့တုံ့ပြန်မှုကຢာလုံးကိုပြောင်းလဲပစ်ခဲ့ပြီးသူတို့ရဲ့ယုံကြည်ချက်တွေကိုတိုက်ခိုက်မဲ့အစားအထူးခြားဆုံးသိပညာရှိတယ်လို့ပြောမဲ့အစားလူသားတွေဘာသာရေးတွေးပုံကိုတော်လှန်ပစ်မဲ့လူချင်းနဲ့မိကုံတခုကိုဖျားရှင်ကမေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမိကုံကဘာလဲဆိုတာမပြောခင်မှာ အခြားပါတာတွေကဘာကြောင့်ဒီလောက်ကွယ်ပြားတဲ့နီလန်းကိုယူချက်ခဲ့တယ်လဲဆိုတာသင်နားလည်ဖို့လိုတာပါလေရှေ့ကိကဘာကိုမြင်အောင်ကြည့်ပါဘာသာတရားတွေကညွန်ကြည့်တတ်တတ်မဟုတ်ပဲသူတို့ဟာရှင်တမုမဟာဗျူဟာတွေဖြစ်ကြပါလေနေရာတော်တော်များများမှာယူရှင်ပြီးဘာသာပြောင်းဆာမမဟုတ်တရားနိုင်ပါလေဒါအိန္ဒိယမှာတင်ဖြစ်နေတာမဟုတ်ပဲအပါလုံးဆိုင်ရာဖြစ်မှန်တကူပါပဲရှေ့ဥခရိယန်တွေကပေါမိုင်းနေတဲ့ယောမမြောက်ဂူတွေမှာပုံနေရတာဂျူးတိုက်ဝန်တွေကတနေရာကနေတနေရာကိုဖျက်ပြေးဖို့အတင်းကျပ်ခိုင်းခံရတာမွတ်စလင်တွေက ဘက်ကမျိုးမှာနေချက်ညင်ပတ်မှုနဲ့ရင်ဆိုင်ရတာတွေကိုစဉ်းစားကြည့်နိုင်ပါတယ်။တင်လို့ရတိုင်းဝိုင်းတစ်ခုလုံးမျိုးတို့ပြောက်ကွယ်မဲ့အနေနဲ့ရင်ဆိုင်နေရတဲ့အခါကြားပါသားတွေကိုပုံမွေလင်းလင်းလက်ခံဖို့ဆိုတာခက်ခဲုံတာမကပဲအနေနဲ့လည်းရှိနိုင်ပါတယ်။ဘာသာတရားအများစုအတွက်တည်တံ့ပြစ်မှုဟာရှင်းတမ်းမှုဖြစ်ပါတယ်။ဒါလည်းမကသေးပဲဘာသာတရားအများစုဟာနိုင်ငံတော်အင်ပါယာတွေနဲ့နှဆိုင်စွာချိတ်ဆက်နေပါတယ်။ရှေ့ခေတ်အီဂျစ်ကိုကြည့်ရင်အာရိုဘီယန်တွေကဘာသာရေးကိုဦးဆောင်ရုံသာမကပဲသူတို့ကိုသူတို့ဖျားတွေလို့ကြွေးကြော်ကြပါတယ်။ ယောမမှာလည်းအေဂရစ်တွေကအသက်ရှိတဲ့နတ်ဘုရားတွေဖြစ်ကိုဝက်ခံရဖို့တောင်းဆိုခဲ့ပါတယ်။ဒီနေ့ခေတ်နိုင်ငံတချို့တောင်မှသူတို့ရဲ့အာဏာတစ်ခုလုံးကိုသူတို့ရဲ့ဘာသာကိုကာကွယ်သူအဖြစ်ခံယူထားခြင်းပေါ်အခြေခံထားပါတယ်။ဒါဆိုရင်တင်တို့ရဲ့အာဏာကတခုတည်းသောဘာသာစစ်ဖြစ်ခြင်းကနေလာတဲ့အခါဘာဖြစ်လာမလဲ။တခြားဘာသာကိုလက်ခံနေဆိုတာတိမ်မဲ့ပြည်တွေကိုလက်ခံလိုက်တာနဲ့တူသွားပါတယ်။သာယုံကြည်ချက်အကြောင်းတသက်မဟုတ်တော့ပဲရှင်သန်မှုအာနာနဲ့ထိချုပ်မှုအကြောင်းဖြစ်သွားပါတယ်အကြီးမားဆုံးစေခေါ်မှုအချက်ကဒီချက်ပါပဲ ာသာတရားအများစုကပရောဖက်တွေဒါမှမဟုတ်ဘုရားရဲ့ဗျာဒိတ်တော်တွေနဲ့စတင်ခဲ့ကြပါတယ်။ဟောရှေကဆိုင်းနိုင်တော်မူမှာပညာတော်တရားလက်ခံရရှိတာမူဟာမဟာကူထဲမှာကူရန်လက်ခံရရှိတာယေရှုဟာဘုရားသခင်ရဲ့သားဖြစ်သွန်သင်တာစားတော်တွေကိုကြည်ပါ။ဘုရားသခင်စီကနေနောက်ဆုံးစကားကိုရရှိတာတယ်လို့သင်တကယ်ယုံကြည်တယ်ဆိုရင်တခြားလမ်းကြောင်းတွေလည်းအတူတူပဲမှန်တယ်လို့ဘယ်လိုပြောနိုင်မလဲ။ဒါကြောင့်ဗုဒ္ဓဘာသာကရံွက်ပြားနေပါတယ်။ယေရှုဘုရားကဘုရားသခင်ဒါမှမဟုတ်ပရောဖက်ဖြစ်ကြွကြော်တာမဟုတ်ပါဘူး။ ဘုရားသခင်ကတရားခံခြင်းကနေကျွန်တော်ဒီရားတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အများကိုတိုင်းစံကြည့်ပြီးအလုပ်ဖြစ်မဖြစ်ကြည့်လိုက်ပါလို့ပြောတဲ့အိပ်ပညာရှင်တို့ပို့ပြပါတယ်။ဘုရားရှင်ကအာနာကိုရှာဖွေနေတာမဟုတ်တဲ့အတွက်ကိုယ့်အာနာကိုကာကွယ်ဖို့မလိုအပ်ခဲ့ပါဘူး။ဘုရားရှင်ရဲ့အဆုံးအမတွေကဘုရားသခင်ရဲ့အာနာကြောင့်မဟုတ်ပဲလက်တွေ့ကြတယ်။ရလက်တွေ့ကြောင့်ဖြစ်တဲ့အတွက်ဒီတန်အမှန်တရားကိုခိုင်မာပြောဆိုဖို့မလိုအပ်ခဲ့ပါဘူး။ဒီကွာချာချက်ကဗုဒ္ဓဘာသာကအခြားဘာသာတွေနဲ့ဘယ်လိုဆက်ဆက်မယ်ဆိုတဲ့အရာအလုံးကိုပြောင်းလဲတော့မှာဖြစ်ပါတယ်။ အရှိကပြောခဲ့တယ်ဖရာကိုစင်ကာပူရောက်လာတယ်အဲ့ဒီရဟန်းမြေကြောင်ပြန်သွားရအောင်ပါသူတို့ဘောဖရာရှင်ရဲ့တုံ့ပြန်မှုကချင်ကက်ပုံရဲ့ထမြန်မှုကိုဖော်ပြပါတယ်မြတ်စွာဘုရားရဲ့ချင်ကက်ပုံကဘာကြောင့်ဒီလောက်ကြောက်ပြချမ်းသာနေခဲ့တာလဲအဲ့ဒါကဘယ်သူမှမစိုးစားဘူးသေးတယ်ထမြန်တဲ့မဟာဗျူဟာတစ်ခုကြောင်ပါပဲဖရာသခင်တွေနဲ့ရွေးရဒလိတွေကြောင်ညှို့မဲစားမြတ်စွာဘုရားကရွေးရှင်တဲ့မိကုန်းတစ်ခုမိခဲ့ရပါတယ်ဒီလိုရဲ့ချင်းစင်တွေကိုလိုက်နာခြင်းက င်တို့ရဲ့ဆင်းရဲဒုက္ခတွေကိုတကယ်ပဲဆုံးသက်စေခဲ့ပြီလားယဟန်တွေအားအသင့်သွားကြပြီဧဘာသာရေးဆရာမစကားဝိုင်းယုံကြည်ချက်တွေကနေရလက်တွေစီကိုမပြောင်းခဲ့ဘူးပါဘူးဒါပေမဲ့ဒီနေရာကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းပါပဲယဟန်တွေကသူတို့ဆက်လက်ယုံကန့်နေစေပါလို့ဝန်ခံလိုက်တဲ့အခါမြတ်စွာဘုရားကသူတို့ကိုလောင်ပြောင်းတာဒါမှမဟုတ်သူတို့ရဲ့ချင်းစိတ်တွေကိုပယ်ချတာမလုပ်ခဲ့ပါဘူးအစားတို့အနေနဲ့တော်လန်နဲ့စကားတစ်ခုကိုပြောခဲ့ပါတယ်သင်တို့ကိုအထောက်အပံ့ပြုတယ်ဆိုရင်သင်တို့ရဲ့ရွေးရ delivery ကိုဆက်လက်ထားရှိပါဒါပေမဲ့အဲ့ဒီရတွေကိုပိုကောင်းအောင်လုံဆောင်နိုင်မယ့် အပေါ်ဆောင်ကိရိယာတချို့ကိုကျွန်တော်ပြောပြရစီလို့ပြောခဲ့ပါတယ်။မိဖို့ကိုကိုွက်သူတွေဖွဲ့တဖွဲ့နဲ့ပတ်သက်တဲ့နမကြီးဇလန်းတစ်ခုရှိပါတယ်။ဒီလိုတွေကရွေးရမီပူဇော်ပွဲတွေကသာကတင်ကြီးစီရောက်ဖို့တကူတဲသောနီလန်လို့ယုံကြည်ထားကြပါတယ်။သူတို့ကမျက်စောဘုရားကိုစိန်ခေါ်ဖို့ရောက်လာပြီးဘုရားရှင်ကသူတို့ရဲ့ကျင့်စဉ်တွေကိုပယ်ချလိုက်မယ်လို့မျှော်လင့်ထားကြပါတယ်။အဲဒီမဲ့အဲဒီစာမျက်စောဘုရားကစေဝေသားပြကောင်းတဲ့စကားကိုပြောခဲ့ပါတယ်။သင်တို့ရဲ့မြင့်မြတ်တဲ့မီပူဇော်ပွဲရွေးရဒလေးတွေဆက်လုပ်ပါ။ဒါပေမဲ့သင်တို့ပြောထောင်းနိုင်တဲ့နောက်ထပ်အတွင်းမီတမျိုးကိုကျွန်တော်ပြပေးရစီလို့ပြောခဲ့ပါတယ်။ က်စွာဗျာကဒေါသဟာကျွန်တော်တို့ကိုနှောင်ကျန်းစေတဲ့မီးနဲ့တူကြောင်းဒေါ်ပါကကျွန်တော်တို့ကိုဖျက်ဆီးပစ်တယ်မီးနဲ့တူကြောင်းရှင်းပြခဲ့ပြီးတရားထိုင်ကြာဒီအတွင်းမီးတွေကိုထိန်းချုပ်တဲ့ဆရာတို့ဖြစ်လာအောင်တည်ယူခြင်းနဲ့တူကြောင်းရှင်းပြခဲ့ပါတယ်မီးကိုကိုယ့်ဝက်သူတွေအားပြင်သွားကြပါတယ်ဘယ်သူမှသူတို့ရဲ့ယုံကြည်ချက်တွေနဲ့ဒီလိုမျိုးချိတ်ဆက်ပေးတာမျိုးမလုပ်ခဲ့ဘူးပါဘူးမြတ်စွာဘုရားဘာလုပ်ခဲ့တယ်လဲဆိုတာစဉ်းစားကြည့်ပြီးတင်တို့ရဲ့ဘာသာကမှားပါတယ်လို့ပြောမဲ့အစားကျွန်တော်ရဲ့ယုံကြည်ပိတာအရာတွေကိုဘလို့ပုံနဲ့ရှင်းရှင်းဝင်ရောက်သွားမလဲဆိုတာဒီမှာဘာလို့ပြောခဲ့ပါတယ် ဒါကိုရဲ့တိုက်ခိုက်ရေးပုံစံကိုဆက်ထိန်တာကပိုပြီးအကောင်းအောင်လုပ်ဖို့ဒီလန်တစ်တချို့ကိုတင်ပြရစီလို့ပြောတယ်။ဒါမင်းရှင်ဆရာတယောက်နဲ့တူပါတယ်။မြတ်စွာဘုရားကတောင်းပါတွေသင်ကြတဲ့ယူဝါဒတွေမဟုတ်ပဲခရိယာတွေကိုပေးခဲ့ပါတယ်။ဘုရားရှင်ကဘာသာတရားတွေကိုစင်ကြော်တာမဟုတ်ပဲဘုံမကောင်းမောင်မြင့်တင်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီချင်းကပ်ပုံရဲ့တကယ်ဉာဏ်ကြီးရှင်ဖြစ်မှုကဘာသာရေးတမိုင်းမှာအကြုံစမှုတဲ့အရာတစ်ခုကိုဖန်တီးတော့မှဖြစ်ပါတယ်။ပြီးတော့နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့အရာကဘုန်းကြီးရဲ့ရှုခင်းကိုထာဝရပြောင်းလဲပြစ်ခဲ့ပါတယ်။ ။အော်ဒါပါသာတရုတ်ပြည်ကိုပထမဆုံးရောက်လာတဲ့အခါမယုံနိုင်စရာကောင်းတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါအော်ပါသာနဲ့ကွန်မြူရှင်းပါသာလိုတရုတ်ရိုးရဒလေးတွေကိုအစားထိုးဖို့ကြိုးစားမဲ့အစားအော်ဒါပါသာဆရာတော်တွေကတော်လန်တဲ့အရာတစ်ခုကိုလုပ်ခဲ့ပါတယ်။သူတို့ကခမရုတာဝဲရဲ့ယူဆကိုတည်တယ်။ကောင်းပြီဗုဒ္ဓဘာသာတရားထိုင်ခြင်းကအဲ့ဒီအရာကိုဘယ်လိုပုံနဲ့နဲ့ရှင်းရှင်းခံစားနိုင်မလဲဆိုတာကျွန်တော်တို့ပြပေးရစီလို့ပြောခဲ့ပါတယ်။ဒါတရုတ်လူမျိုးတွေအတွက်ဆက်လုပ်ချစရာကောင်းပြီ။သူတို့ရဲ့ယဉ်ကျေးမှုကိုဖျက်ဆီးဖို့မလိုချင်ပဲသူတို့ရဲ့ရှိပိသားရိုးရဒလေးတွေကိုတကယ်အကောင်းလာစေတဲ့ နိုင်ငံခြားဘာသာတရားတစ်ခုပေါ်လာပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဟာအရှတလောမိတော့လို့ပြန်မောသွားတာအံဩစရာမရှိပါဘူး။ဗုဒ္ဓဘာသာရောက်ရှိသွားတဲ့နေရာတိုင်းမှာတန်တဲ့တူတူမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ရှေ့ခေကန္နာယမှာရိရင်ကျင်းမှုနဲ့တွေ့တဲ့အခါအဘိုလ်လိုရဲ့ပုံတံတန်ကိုခြေခံပြီးပထမဆုံးတော့ဗုဒ္ဓရုပ်ပွားတွေကိုဖန်တီးခဲ့ပါတယ်။ဒီဘက်ပြည်ကိုရောက်တဲ့အခါဒေသခံရှာမန်ကျင်းစင်တွေနဲ့ရောနှောပြီးလောကတည်ဆန်းတစ်ခုကိုဖန်တီးခဲ့ပါတယ်။ပြည်စုံမှုတိုင်းကဗုဒ္ဓဘာသာကိုရပ်ပယ်စေတာမဟုတ်ပဲပုံပြီးတယ်ဝလာစေခဲ့တာဖြစ်ပါတယ်။ ဂျပန်ကိုကြည့်ရင်ဒီနေ့ဂျပန်ဘုရားအကြောင်းလေးကိုသွားမယ်ဆိုရင်အော်ဇာတခုကိုတွေ့ရပါလိမ့်မယ်။ဘုရားအကြောင်းအများစုကဗုဒ္ဓဘာသာရောရှင်တို့ဘာသာရောနှစ်ခုလုံးပါပဲ။အဆောက်အအုံတစ်ခုတည်းဘာသာနှမျိုးပဏိပခတုံညာပါပဲ။ဒါသူရဲ့ပါဝင်ပစ္စည်းတစ်ခုချင်းတဲ့ဟိုကောင်နဲ့ရတာရှိတဲ့ဝိညာဉ်ရဖြော်ရည်ဖြော်ရတာနဲ့တူပါလေ။ဘုရားရောက်ကရှင်တို့ဘုရားတွေကိုယူသေးဖို့လက်ခုပ်တီးတာဗုဒ္ဓဘာသာခေါလုံထိုးတာကိုသင်မြင်နိုင်ပြီးဘယ်သူမှမျက်လုံးပစ်ပြေးတာမျိုးမလုပ်ပါဘူး။ဒါကခေတ်သစ်တည်တယ်မှုမဟုတ်ပဲနှစ်ပေါင်းထောင်ကျော်ကြာအောင်ပြည့်ပြည့်နေခဲ့တာပါ။ ရောင်မြင်မှုကဒီနေ့ထိဆက်လက်တရှိနေပြီး Silicon Valley ကနည်းပညာကုမ္ပဏီတွေဟာလုပ်ငန်းဝင်ယဉ်ကျေးမှုကိုမြင့်တင်ဖို့ဗုဒ္ဓဘာသာရဲ့သတိပဋ္ဌာန်ကိုအသုံးပြုနေကြပါတယ်။ကမ္ဘာတဝန်းကဆေးရုံတွေမှာဗုဒ္ဓဘာသာတရားထိုင်နည်းတွေကလူတွေကိုနှာကျင်မှုထိန်းချုပ်ရမှာထောက်ကူပြုနေပါတယ်။ American Marine တပ်သားတွေတော့ပုံမကောင်းမွန်တဲ့အာယုံစူးစိုက်မှုနဲ့သိပ္ပိစီမှုစီမံခန့်ခွဲမှုအတွက်ဗုဒ္ဓဘာသာကနေလှုပ်ဆောင်မှုရတယ်သတိပဋ္ဌာန်ကိုလေ့လာနေကြပါတယ်။ဒီရိုက်ခတ်မှုကနေရာတိုင်းမှာရှိနေပြီးပြည်ရန်ဘာသာဝင်တရားကျင့်ကြံသူတွေဟာ ဗုဒ္ဓဘာသာတရားထိုင်ခြင်းကသူတို့ရဲ့ထူထောင်ခြင်းဘဝကိုပုံမှန်နဲ့ဆိုင်စေတယ်ဆိုတာတွေ့ရှိနေကြပါတယ်။မွတ်စလင်ပညာရှင်တွေကဗုဒ္ဓဘာသာသတိပဋ္ဌာန်နဲ့အစ္စလမ်ဘာသာရဲ့ပြဿနာတရားကျင့်စဉ်တွေကြမှာသူညီမှုတွေကိုရှာဖွေတွေ့ရှိနေကြပါတယ်။လူလူမျိုးတရားထိုင်ရှင်တွေကသူတို့ရဲ့ရိုရဒလေးတွေကိုသစ္စာရှိစွာဆက်လက်ထိန်းသိမ်းရင်ဗုဒ္ဓဘာသာနည်းစနစ်တွေကိုပေါင်းစပ်နေကြပါတယ်။ဒါပေမဲ့မြတ်စွာဘုရားရဲ့ဉာဏ်ကြီးရှင်ဖြစ်ကြောင်းကိုအကြီးမားဆုံးတပ်တွေကအိန္ဒိယဣဂရိအာတော့ကပါပဲ။ဗုဒ္ဓဘာသာတို့ကူပြောင်းပြီးနောက်သူကမကြဘူးတဲ့ຢာတစ်ခုကိုလုပ်ခဲ့ပါတယ်။ ူဟာသူ့ရဲ့ empire တွေကဘာသာတရားအလုံးအတွက်တရားကြောင်းတွေနဲ့အထိမ်းအမှတ်စောင့်ုံတွေကိုတိစောက်ခဲ့ပါတယ်။ဗုဒ္ဓဘာသာအတွက်တသက်မဟုတ်ပါဘူး။အလုံးအတွက်ပဲဖြစ်ပြီးဒီစီ300စုမှာကဘာရဲ့တခြားနေရာတွေကဘာသာရေးစစ်ပွဲတွေတိုက်ခိုက်နေချိန်မှာဒီဗုဒ္ဓဘာသာဧကရာဇ်တမိုင်မှာပထမဆုံးတော့ဘာသာရေးလွတ်လပ်ခွင့်ရရှိဆောင်ဖြစ်ခဲ့ပါတယ်။ဒီနေရာကဘလောက်တော်လန့်နေဆိုတာစဉ်းစားကြည့်ပါအခြားသူတွေကငါလန်ဒါမှမဟုတ်လမ်းမကြီးလို့ပြောနေတော့မှဗုဒ္ဓဘာသာကလမ်းခီအားလုံးဟာအမှန်တရားရှိကိုဦးတည်နိုင်တယ်လို့ပြောနေခဲ့ပါတယ်။ ဒါပေမဲ့ဒီနေရာမှာကြီးမားတဲ့မိကုန်းတစ်ခုပေါ်လာခဲ့ပါတယ်။ဒီချင်းကပ်ပုံကဒီလောက်လုတ်ပြတဲ့ဆိုရင်သူ့ရဲ့လိုအပ်ချက်ကဘာလဲ။ဘုရားဘာသာရဲ့ထူးခြားတဲ့ချင်းကပ်ပုံနောက်ွယ်ကလိုအပ်ချက်ကဘာလဲ။ကြားပါတာတွေလုတ်ဖို့ခက်ခဲတဲ့အရာကိုဘုရားဘာသာကဘာကြောင့်လုံနိုင်ခဲ့တာလဲ။ဒါကမြတ်စွာဘုရားရရှိခဲ့တဲ့ထမြက်တဲ့ကိုရွေးညံ၃ရက်ကြောင်ပါပဲ။နံပါတ်၁ဘုရားရှင်ကယုံကြည်ချက်တွေအပေါ်တိုက်ခိုက်ညင်ခုန်ခြင်းဟာတောင်ပေါ်ကိုတက်တဲ့မတူညီတဲ့လမ်းကြီးတွေကြောင့်ညင်ခုန်တာနဲ့တူတယ်ဆိုတာကိုနားလည်ခဲ့ပါတယ်။သင်ပဲလမ်းကိုယူ၍ထိုင်ကျုံကိုရောက်ရင်အေးမကြီးပါဘူး။ ရေးကြည့်တာကတင်တကယ်တက်နေသလားဆိုတာပါပဲ။ဒါပတ်နဲ့ဒုတိယချက်ကတော့မြစွာဘုရားခေတ္တစိတ်ပညာကခုမှနားလည်လာတဲ့ຢာတစ်ခုကိုနားလည်ခဲ့ပါလေ။သင်ကလူတွေကိုယုံကြည်ချက်တွေကြားကနေရေးချက်ပေါ်အတင်းချက်ခိုင်းတဲ့အခါသူတို့ကခုခံကြပါလေ။ဒါပေမဲ့ကိုယ့်ရဲ့လန်ကီးကိုစူးစမ်းရှာဖွေဖို့ပရိယာတွေပေးတဲ့အခါသူတို့ကတဘာဝတိုင်းကြီးထွားလာကြပါလေ။ဒါဟင်းဒီရွက်စားဖို့အတင်းချက်ခိုင်းခံရတာနဲ့သူတို့ကတကယ်တမ်းရသကောင်းတဲ့ဆိုတာကိုကိုယ်တိုင်ရှာဖွေတွေ့ရှိတာကြာကကွာခြားချက်နဲ့တူပါလေ။နံပါတ်3ချက်ကတော့ ဒါကတကယ်ကိုထက်မြက်တဲ့အပိုင်းပါပဲ။ညစွာဘုရားကအမှန်တရားဟာပြောင်ကြည့်တဲ့အရာမဟုတ်ပဲသင်ခန်းစားသိရှိရတဲ့အရာဖြစ်တယ်လို့တုံသင်ခဲ့ပါတယ်။ဒါဟာပြားရဲ့အကြောင်းစာပတ်တာနဲ့ပြားရဲ့ကိုမိစန်းကြည့်တာကြာကခွာခြားချက်နဲ့တူပါတယ်။သင်ပြားရဲ့အကြောင်းတနေ့ကိုညှင်းခုန်နိုင်ပြီးမယ်မိစန်းကြည့်လိုက်တာနဲ့ညှင်းခုန်စရာမရှိတော့ပါဘူး။ဒါတွေကရှင်းအောင်မှုတွေတသက်မဟုတ်ပဲဒါတွေကဒီနေ့ခေတ်အတွက်ပြင်းရှင်းနည်းတွေဖြစ်ပြီးတက္ကသပြည်နယ်ကပြည်ထောင်တရားထိုင်ဆရာမရှားရာကိုကြည့်ရင်ဘုရားဘာသာသတိပဋ္ဌာန်က ယေရှုရဲ့ပြစ်ဆုံးပတ်တရားအကြောင်းသူတင်ချက်တွေကိုနီလန်တင်နဲ့နားလည်ဖို့တကယ်ထောက်ကူဖြစ်စေခဲ့တယ်ဆိုတာကိုသူမှတွေ့ရှိခဲ့ပါတယ်။ဒါမှမဟုတ်ဗုဒ္ဓဘာသာရဲ့ယူနာကျင့်စဉ်တွေကအစ္စလမ်ဘာသာရဲ့တနာကျင်နာမှုကိုပုံမနှဆိုင်စွာနားလည်စေခဲ့တယ်လို့တွေ့ရှိခဲ့တဲ့မွတ်စလင်ကျောင်းသားမိုဟာမတ်ကိုကြည်ပါ။ဒီဗုဒ္ဓဘာသာချင်းကပ်ပုံကိုကိုဘွားမှာအသုံးချဖို့စွန့်ထက်တဲ့နီလန်သုံးခုကိုကျွန်တော်ပေးပါရစေ။ဒီဘက်တည်းယုံကြည်ချက်တွေမဟုတ်ပဲကျင့်စဉ်တွေပေါ်အာရုံစိုက်ပါ။ဘုသူဖရာကမှန်တယ်ဆိုတာညှို့ခုံမဲ့စာအာကဒုက္ခကိုရှင်းချပေးတယ်လို့မေးပါ။အဲ့ဘက်နဲ့ ူညီတဲ့ခြေခံကိုရှာဖွေပါ။မြတ်စွာဘုရားကမိ गो ကိုဝဲ့သူတွေကိုအတွင်းမိရဲ့ပုံမနဲ့ဆိုင်တဲ့အဘိဘက်ကိုပြောခဲ့သလိုပဲကျွန်တော်တို့ဟာမတူညီတဲ့ဘာသာတရားတွေကြားမှာမျှဝေခံစားတဲ့တန်ဖိုးတွေကိုရှာဖွေနိုင်ပါတယ်။နံပါတ်3အတွေ့အကြုံကနေတစ်ဆင့်တည်ပြုပြီးအယူအဆတွေကိုလက်ခံတာဒါမှမဟုတ်ပယ်ချတာပဲမလုပ်ပါနဲ့။ဘဝမှာစံသက်ကြည့်ပြီးစင်စားကြီးကဘာသာရေးတင်မမှုတွေနေရာတိုင်းမှာရှိနေတဲ့ဒီခေတ်တက်ကဘာမှာမြတ်စွာဘုရားရဲ့ချင်းကပ်ပုံကတန်မိုးရှိတဲ့ຢာတစ်ခုကိုပေးပါတယ်။ဘုဘာသာကိုခိုင်မာအောင်လုပ်ဖို့ ။တခြားသူတွေရဲ့ယုံကြည်ချက်တွေကိုဖျော်ဖြတ်ဖို့မလိုဘူးဆိုတာကိုပြသပါရစေ။တခါတလေမှာကိုဘာသာကိုနှဆိုင်စေဖို့အကောင်းဆုံးနီလန်ကတခြားသူတွေစီကတင်ယူဖို့ပါပဲ။လူတွေပုံများလာရင်ဖျော်ဖြတ်ချမ်းသာမှုတွေကိုဒီလိုမျိုးချင်ကပ်လာမယ်ဆိုရင်ဘလို့ဖြစ်မလဲ။ဘယ်သူမှန်လဲဆိုတာညှင်းကုန်မဲ့စာအလုပ်ဖြစ်တဲ့အရာတွေကိုမျှဝေတယ်ဆိုရင်ဘလို့ဖြစ်မလဲ။ဘုရားဘာသာကိုအရှတလောငင်းညံ့စွာပြန်ပေါ်အောင်လုပ်ခဲ့တယ်။ဉာဏ်ပညာဟာဒီနေ့ကျွန်တော်တို့ရဲ့ကိုပြနေတဲ့ကဘာကြီးအတွက်လိုအပ်နေတဲ့အရာဖြစ်နိုင်ပါတယ်။ဒီဗီဒီယိုကိုအအောင်ကြောက်ကောင်းတဲ့အရာတစ်ခုနဲ့ဆုံးသက်လိုက်ရအောင်ပါ။ အစာပိုင်းကဖရာကုတ်ွက်မှုနဲ့ဘုရားဘာသာကိုရောစမကိုစိုးရိမ်နေတဲ့ပရိသတ်ရဲ့မှတ်ချက်ကိုမမိပါဒလားဘုရားဘာသာကသင်ရဲ့ဘာသာကို၁၉ွယ်ပါဒီဂရိယာကိုပဲစံကြည့်ပါလို့ပြောတဲ့တခုတည်းသောဘာသာဖြစ်နိုင်တာကိုသင်သိရှိသွားပါပြီမြစွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကယုံကြည်ချက်တွေကိုအတင်းအကျပ်ခိုင်းစေမဲ့စာလက်တွေ့ကြတဲ့ဖြစ်ရှင်ဤတွေပေါ်အာယုံဆိုင်ပြီးဒိန်းကိုဘယ်လိုပြောင်းလဲပြစ်ခဲ့တယ်လဲဆိုတာကိုသင်ရှာဖို့တွေ့ရှိခဲ့ပါပြီအချောက်ဒလာငင်းကြမ်းစွာပြန်ပေါ်အောင်ဘယ်လိုကူညီပေးခဲ့တယ်လဲဒါကြောင့်ဒီနေ့တိတက်တိပြနေသေးလဲဆိုတာကိုလည်းသိခဲ့ရပါပြီ ဒါပေမဲ့အရေးကြီးဆုံးကတော့ကိုလန်းကိုရှာရင်မတူညီတဲ့လန်းတွေကိုလေးစားတာဟာတင်းနိုင်အောင်သားမကပဲအသွန်ထက်တဲ့ဆိုတာကိုတင်တင်ယူရတာပါပဲအဲ့ဒါကပဲဗုဒ္ဓဘာသာကိုအဲ့ဒီချိန်ကမတူညီစေခဲ့တယ်လို့သူ့ရဲ့သတင်းစကားကိုလည်းဒီနေ့တန်ဖိုးရှိသေးတာဖြစ်ပါတယ်မတူညီတဲ့ဘာသာရေးကဒလေကတရားရုံးနဲ့စကားပြောကြည့်ပါဒါပေမဲ့ကွဲပြားခြားနားမှုတွေကိုအာရုံစိုက်မဲ့စာအင်းညံ့မှုဒါမှမဟုတ်အတိတ်ဘက်ကိုရှာဖွေဖို့သူတို့ကိုဘယ်ကျင်းစင်တွေကထောက်ကူပြုတယ်လို့မေးကြည့်ပါသင်ရှာဖွေတွေ့ရှိမဲ့အရာကအံ့ဩကြဖြစ်နိုင်ပါတယ်ပြီးတော့ဘယ်သူသိမလဲကိုယ့်ရဲ့ဝိညာဉ်ရေးကခီးစဉ်အတွက် ပရိယအတိတ်တောင်တွေ့နိုင်ပါလိမ့်မယ်။ဘုရားဘာသာကတခြားဘာသာတွေကိုချင်ကပ်ပုံနဲ့ပတ်သက်ပြီးတင်ကိုဘယ်အရာကအများဆုံးအားအတင်းစီခဲ့တယ်လဲဆိုတာကိုမှတ်ချက်ပေးခဲ့နိုင်ပါတယ်။ဒီလိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်။